ဲ့တော့ဘုရားရှာနေတဲ့သူကဘယ်လိုလူမျိုးလဲဆိုတော့တကယ်ကိုယုံကြည်စိတ်ချရတဲ့သူကိုဘုရားကရှာနေတာဖြစ်တယ်။ဘုရားသခင်ကဘယ်အရာကိုမှမပေးခင်အရင်ဆုံးချိန်တဲ့အရာကနှလုံးသားဖြစ်တယ်။အာမင်။ဘုရားကအာဗြဟံကိုကပောက်ချံခန်းကြီးဘလောက်မှစခေါ်တာလဲ။အခန်းကြီးအခန်းကြီးဆက်နေအနောက်မှာရှိတဲ့လူငယ်တွေဘုရားကောင်းချီးပေးပါစေ။အဲ့တော့အဲ့ညမှာကြည်လိုက်တဲ့အခါမှာဖယားကအာဗြဟံကို သူ့ရဲ့ ဆွေမျိုးတွေတဲကနေနော်ထွက်လာပြီးတော့မှသူပြလက်တက်နဲ့ပြီကိုသွားခိုင်းတဲ့အချိန်တုန်းကအာဗြဟံကဖယားသခင်ကိုမေးခွန်းနဲ့အများကြီးမမေးပါဘူးတခွန်းကြားတယ်တခွန်းပေါ်မှာလှုပ်ဆောင်တယ်အထုပ်ကိုသိမ်းပြီးတာနဲ့သူသွားမဲ့ခရီးစဉ်ကိုတခါတည်းတန်းပြီးတော့သွားခဲ့တာပဲမဟုတ်ဘူးလားဒါကြောင့်မလို့အာဗြဟံရဲ့အသက်တာထဲမှာဖယားသခင်ကစကားတခွန်းကိုနားထောင်ခြင်းအပေါ်မှာဖယားဂျေဇုပြုလိုက်တာဖယားသခင်က ့ရဲ့လူမျိုးတွေတစုလုံးကိုရွေးကောက်ပြီးတော့ချီးမြှောက်ရတဲ့အစဉ်တီဖြစ်လာတယ်။အာမင်။တင်ဖျားရဲ့စကားတခုံးကိုတံပိုးထားပြီးဖျားစိတ်ချရပြီဆိုရင်တင်တင်မကပဲနဲ့တင့်ရဲ့အမျိုးတွေအားလုံးကိုဖျားချီးမြှောက်လို့ရတဲ့အစဉ်တီဖြစ်လာမယ်ဆိုတဲ့အရာကိုကျွန်မအရင်ဆုံးပြောပြခြင်းနဲ့။အာမင်။တကြက်မှာစိတ်မချရရင်တရားမအပ်ဘူးဖျားက။အာမင်။ဒါကြောင့်ဖျားသခင်က စိတ်ချမှုရှိမရှိဆိုတဲ့အရာဘုရားဘက်ကတင့်ကိုယုံကြည်လို့ရမရဆိုတဲ့အရာကိုဘုရားကအမြဲတမ်းအမြဲတမ်းအမြဲတမ်းကျမတို့ကိုစမ်းသပ်နေတာဖြစ်တယ်တချို့သောသူတွေကကျွန်တော်ကိုအကောင်းဆုံးသောဇနီးတွေပေးပါအကောင်းဆုံးသောခင်မွန်းတွေပေးပါဆိုပြီးတောင်းကြတယ်တောင်းတာမမှားပါဒါပေမဲ့အခုလက်ရှိရှိနေတဲ့ relationship ကိုရောတင်တန်ဖို့ထားရလားဟုတ်လားအဲ့ဒီ relationship ပေါ်မှာတန်ရှင်းခြင်းနဲ့ဘုရားရဲ့ရှိမှာတွာလာနေသလားဒါမှမဟုတ်တန်ဖို့မထားဘဲနဲ့တွာလာနေသလား တာယာတဲ့မိသားစုတစုဖြစ်လာဖို့ရန်အတွက်ဝမ်းမြောက်ခြင်းနဲ့ပြည့်စုံတဲ့မိသားစုတစုဖြစ်လာဖို့ရန်အတွက်တန်ရှင်းခြင်းကအခြေခံဖြစ်တယ်ဆိုတဲ့အရာကိုသင်သဘောပေါက်ရတဲ့အဲ့အဲ့ဒီစကားလေးအပေါ်မှာစိတ်ချရမှုရှိရလားဘုရားသခင်ကိုစကားပြောပါစေအာမင်ကြားဖို့လိုအပ်တဲ့နှုတ်ကပတ်တော်လည်းရှိတယ်အဲ့ဒါကဘာလဲဒုက္ခဆင်းရဲခြင်းနဲ့ဘုရားသခင်ကကျမတို့တယောက်ချင်းစံကိုစစ်ဆေးတတ်တယ်ဆိုတဲ့အရာကိုလည်း ဘုရားသခင်ကြားစေခြင်းနဲ့ကျွန်တော်တို့ကြားဖို့လိုတယ်အဲ့ဒါကမှပြည့်စုံတဲ့တမန်တရားဖြစ်မှာအာမင်ဘာဖြစ်လို့ဆိုဒုက္ခဆင်းရဲခြင်းနာကျင်ခြင်းဆိုတဲ့မုံတိုင်းကပဲလူတယောက်ရဲ့အတ္တအแทမှာရှိတဲ့ယုံကြည်ခြင်းသင်ပေါ်ဘလောက်ခိုင်တယ်လဲမခိုင်တယ်လဲဆိုတဲ့အရာကိုစမ်းစစ်ပေးနိုင်တာဒါဆိုမေးစရာကဟာဘုရားချစ်တဲ့သူကိုဘုရားသခင်ကဒုက္ခဆင်းရဲကြုံတွေ့စီလားကြုံတွေ့စီပါတယ်ဖះကချစ်တဲ့သူကိုရွေးပြီးတော့သူကကြုံတွေ့စေတာဖြစ်တယ်။ဘာဖြစ်လို့လဲ ယုံရလို့ဒုက္ခဆင်းရဲခြင်းဆိုတာယုံနေသူကိုဘုရားကံပေးတွေ့တယ်။တင့်ကိုနာကျင်စေခိုင်းတဲ့အထဲထဲမှာချက်ချင်းမြတ်တာရှိနေတယ်။ချက်လုံးလို့အဲ့ဒီနာကျင်ခြင်းကိုဖျက်ဆီးခိုင်းတာသူတစ်ပါးနဲ့မတူတဲ့နာကျင်ခြင်းကိုသင်ကန်စားရပြီဆိုရင်သူတစ်ပါးနဲ့မတူတဲ့ရှင်ပြန်ထမြောက်ခြင်းကိုသင်ရလိမ့်မယ်။တခါတည်းကျမတို့တွေးတဲ့အတွေးကဖျားသခင် ျွန်တော်ကိုမသနာတော့ဘူးလားကျွန်တော်ခေါ်နေတာကြာပြီ ကျွန်တော်ဆွတ်တောင်းနေတာကြာပြီကိုရောကျွန်တော်ကိုချစ်တယ်ဆိုဒါပေမဲ့ဘာဖြစ်လို့ဒီအဖြေကတော့ကျွန်တော်မရသေးတာလဲကျွန်မမရသေးတာလဲဆိုရင်ဒီနေ့ဘုရားသခင်အဲ့ကိုပြောနေတယ်ချစ်လို့နာခိုင်းတာပါချစ်လို့လို့အဲ့ဒီနာကျင်ခြင်းဆိုတဲ့ခရီးလမ်းကိုဖျက်ဆီးခိုင်းတာပါဘာကြောင့်လဲနာကျင်ခြင်းဆိုတဲ့အရာကပဲဒုက္ခဆင်းရဲခြင်းဆိုတဲ့အရာကပဲအထဲထဲမှာဘယ်အရာတွေကိုမွေးဖွားပေးတယ်လဲဆိုတော့ ဒုက္ခဆင်းရဲခြင်းကိုသီးခံနိုင်တဲ့အစွမ်းတတ္တိတွေကိုမွေးဖွားပေးတယ်။ဟာလေလုယာ။အဲ့ဒီသီးခံနိုင်တဲ့အရာစိတ်ရှင်နိုင်တဲ့အရာခွင့်လွန်နိုင်တဲ့အရာတွေကဘယ်ချိန်မှာပဲရောက်လာတယ်လေဆိုတော့အဲ့ဒီအသီးပွင့်တွေကကောင်းစားနေတဲ့ချိန်ဝမ်းမြောက်နေတဲ့ချိန်ချမ်းသာနေတဲ့ချိန်မတွေ့ရအောင်ဒုက္ခဆင်းရဲရောက်ပြီးတော့နာမကျန်းဖြစ်နေတဲ့ချိန်ကုန်းကောက်စရာပတ်စံတပြားမှမရှိတဲ့ချိန်မှာအဲ့ဒီအသီးတွေကထွက်လာတယ်အာမင်